င်းမှာတော့အာဒိနာဒါနာကံခိုးမှုကံမြောက်ကြောင်းအင်္ဂါကာမေတုမိစ္ဆာစာရကံမြောက်ကြောင်းအင်္ဂါမုဒဝါဒကံမြောက်ကြောင်းအင်္ဂါတုဒ္ဓမေရယကံမြောက်ကြောင်းအင်္ဂါများကိုတိဇယမတ်စရာဘူတုဒ္ဒရစရာဖြစ်ဖို့အတွက်ပြောပြမျှဝေပေးပါမယ်။ မနေ့ကတော့သူတက်ကိုတက်ခြင်းပါဏာတိပါဒကံမြောက်ကြောင်းအင်္ဂါများကိုဒါပြောပြခဲ့ပြီးဖြစ်ပါတယ်မခက်ပါဘူးကိုပြုတ်လိုက်တဲ့ပါဏာတိပါဒကံဟာသူတက်ကိုတက်ခြင်းပါဏာတိပါဒကံမြောက်မမြောက်ဆိုတာဒါကံမြောက်ကြောင်းပါဏာတိပါဒကံမြောက်ကြောင်းအင်္ဂါနဲ့တိုက်ပြီးတော့ကြည့်မယ်ဆိုရင် ဒီအင်္ဂါ၅ပါးနဲ့ညီနေတယ်ပြည့်စုံနေတယ်ဆိုရင်တော့ဒါပါဏတိပါဒကံမြောက်တာပါပဲဒီအင်္ဂါ၅ပါးတည်းကပါဏတိပါဒကံမြောက်ကြောင်းအင်္ဂါ၅ပါးတည်းကတပါးပါချွတ်ချွန်နေတယ်ဆိုရင်တော့ဒါပါဏတိပါဒကံမမြောက်ဘူးပေါ့အဲ့တော့မနေ့ကတော့ပါဏတိပါဒကံမြောက်ကြောင်းအင်္ဂါ၅ပါးကို ပြောပြမြောက်ပြီးပြီးခဲ့ပါတယ်ဒီကနေ့မှာတော့လူရင်းတူရှင်ပေါ့ ာဒိညာဒါနကံခိုးမှုပေါ့ကံမြောက်ကြောင်းအင်္ဂါကာမေတုမိစ္ဆာစာရကာမဂုဏ်မှာမာယွင်မှုကံမြောက်ကြောင်းအင်္ဂါပြီးတော့လိညာမှုမုဒဝါဒကံမြောက်ကြောင်းအင်္ဂါနောက်ဆုံးတေယအယက်တောက်စားမှုတူရမီရာယကံမြောက်ကြောင်းအင်္ဂါတွေကိုဥစဉ်ပြောပြများဝေပြပါမယ် အဋ္ဌိနာဒါနာကံဒါငါးပါးသီလမှာဆိုလို့ရှိရင်တော့ဒုတိယတိခါဖို့ပေါ့သူတစ်ပါးရဲ့ဥစ္စာပိုင်ရှင်ရှိတဲ့သူတစ်ပါးမပြီးတဲ့သူတစ်ပါးရဲ့ဥစ္စာကိုဒါခိုးယူခြင်းအဋ္ဌိနာဒါနာကံဒါကိုရှောင်ကျင်ရမယ်တဲ့အဲ့တော့မရှောင်ကျင်ဘဲနဲ့ဒါခိုးကြတဲ့အခါမှာ ီအင်္ဂါ၅ပါးနဲ့ပြည့်စုံညီညွတ်တယ်ဆိုရင်တော့ဒါအာဒိနာဒါနကံမြောက်တယ်ပေါ့တချို့ကကိုယ့်ကိုတခိုးလို့စွတ်ဆွဲတယ်ကိုကတော့ယူမိတာပေါ့ယူလိုက်မိတယ်ပြန်ပေးဖို့မိတယ်ခိုးလို့တဲ့စိတ်မရှိဘဲနဲ့ယူသွားမိတယ်ဒီလိုမျိုးတွေရှိတတ်တယ်ပေါ့အဲ့ဒီအချိန်မှာကိုကိုတခိုးလို့စွတ်ဆွဲတာရှိမယ်ဒါခိုးတာပဲလို့ပြောတာရှိမယ် ဲ့တော့ကိုဟာတကယ်ခိုးမခိုးဆိုတာအဒိနာဒါနကံမြောက်ကြောင်အင်္ကာနဲ့ဒါတိုက်ပြီးတော့ကြည့်မယ်ဆိုရင်သိပါတယ်အဲ့တော့အဒိနာဒါနကံမြောက်ကြောင် အင်္ကာ၅ပါးရှိတယ်ပေါ့အဲ့ဒီအင်္ကာ၅ပါးနဲ့ကိုဟာပြည့်စုံနေတယ်ဆိုရင်တော့ဒါသူတို့ဘလို့ပဲဟလာဆွဆွဲဆွဆွဲကိုကကိုကိုကိုအတိဆုံးဟုတ်တယ်ငါဒီအင်္ကာ၅ပါးနဲ့ပြည့်စုံတဲ့အတွက်ကြောင့်မို့လို့ဟာခိုးတာဖြစ်တယ်တကယ်လို့ကိုက ဒီအင်္ဂါ၅ပါးနဲ့မပြည့်စုံဘူးချွတ်ချွတ်နေတယ်ဆိုလို့ရှိရင်တော့သူတို့ဘလို့ပဲတခိုးလို့ဆွဆွဲဆွဆွဲခိုးတယ်လို့ဘလို့ပဲပြောပြောပေါ့ကိုကခိုးလို့တဲ့စိတ်မရှိဘဲနဲ့ဟာလာဒီလိုပဲယူယူခဲလိုက်မိတယ်ယင်းနီမူရခဏယူလိုက်ခဲ့တယ်ပေါ့ဟောမပြောမိမဆိုမိဘူးကိုရဲ့ယင်းနီမူရယူယူခဲ့တယ်ပြီးတော့ပြန်ပေးဖို့မေ့နေတယ်အစရှိသည့်အဖြစ်ပေါ့လေဒီလိုပြုတ်မိတဲ့အခါမှာကိုကတကယ်ခိုးလို့တဲ့စိတ်မရှိဘူးဆိုရင်တော့ဒါ ီအင်္ဂါ၅ပါးထဲမှာတဘာချွတ်ချော်တဲ့အတွက်ကြောင့်မို့လို့အဒိနာဒါနာကံမမြောက်ဘူးပေါ့ကိုကခိုးတာမဟုတ်ဘူးပေါ့အဲ့တော့အဒိနာဒါနာကံမြောက်ကြောင်းအင်္ဂါ၅ပါးကဘာတည်းလဲဆိုတော့နံပါတ်၁ကသူတဘာပိုင်တဲ့ဥစ္စာဖြစ်ခြင်းတဲ့နံပါတ်၁ကသူတဘာပိုင်တဲ့ဥစ္စာဖြစ်ရမယ်ပေါ့ပိုင်ရှင်မဲ့နေတဲ့ဥစ္စာမျိုးမဟုတ်ဘူးပေါ့ ိုင်ရှင်မဲ့နေတဲ့ဥစ္စာမျိုးဆိုတာကဥပမာအင်းကြီးအဟောင်းတစ်ထည်ပေါ့သုံးဖို့ပစိုးသုံးမဟုတ်တက်တာလွယ်အိတ်အစရှိပြီပေါ့ကိုမသုံးတော့တဲ့ပစ္စည်းတစ်ခုကိုလမ်းမေးတဲ့နေရာမှာတွားပြီးတော့ထားတာလေခုံပေါ်မှာတင်ထားတယ်လမ်းမေးရတစ်ပင်မှာတစ်ပင်ခွာကြသွားတင်တာတယ်ကဲလူရင်နဲ့သူယူ ထိုက်တဲ့သူယူပေါ့လူကျင်တဲ့သူယူပစေထိုက်တဲ့သူယူပစေဆိုပြီးတော့သွားတင်လာတဲ့ပစ္စည်းမျိုးသွားထားတဲ့ပစ္စည်းမျိုးစွန့်ပစ်ထားတဲ့ပစ္စည်းမျိုးဒါဟာပိုင်ရှင်မရှိဘူးပေါ့သူတစ်ပါးပိုင်မပိုင်တော့ဘူးပေါ့ပိုင်ရှင်ကဘာဖြစ်လို့လဲဆိုတော့စွန့်ပစ်ထားလိုက်ပြီလူကျင်တဲ့သူယူဆိုပြီးတော့ဒါကပိုင်ရှင်မရှိတဲ့ပစ္စည်းကိုဘယ်လိုဟာမျိုးလဲဆိုတာကိုဒါတိတောင်ပြောပြတာပါ ဲ့တော့ဒီမှာအဋ္ဌင်္ဂဒနာကံမြောက်ကြောင်းအင်္ဂါ၅ပါးတည်းမှာနံပါတ်၁ကသူတစ်ပါးပိုင်တဲ့ပစ္စည်းဖြစ်ရမယ်တဲ့နံပါတ်၂ကမိမိကလည်းဒါသူတစ်ပါးပိုင်ပစ္စည်းလို့သိရမယ်အမှတ်ရှိရမယ်ပေါ့ဒါသူတစ်ပါးပိုင်တဲ့ပစ္စည်းပဲလို့ဥစ္စာပဲလို့အမှတ်ရှိရမယ်နောက်မိမိဒီခိုးလို့တဲ့စိတ်ရှိရမယ်ခိုးလို့တဲ့စိတ်ရှိတဲ့တိုင်းတော့နံပါတ်၄ကဒါခိုးဖို့အတွက်လုံလောက်ပြုတယ်ပေါ့ နံပါတ်5ကတော့ခိုးတယ်ပေါ့အင်္ဂါ5ချက်နံပါတ်1သူတစ်ပါးပိုင်ဥစ္စာဖြစ်ရမယ်နံပါတ်2သူတစ်ပါးပိုင်ဥစ္စာလို့အမှတ်ရှိရမယ်နံပါတ်3ခိုးလို့တဲ့စိတ်ရှိရမယ်နံပါတ်4ခိုးဖို့အတွက်ဒါအားထုတ်တယ်လုံလောက်ပြုတယ်ပေါ့နံပါတ်5ကခိုးတယ်ပေါ့ဒီအင်္ဂါ5ချက်နဲ့ဒါပြည့်စုံတယ်ဆိုရင်ဒါအဒိနာဒါနာကံမြောက်တယ်ဗောအပေပတိတန်ဒီအပေငရေကြဖို့အတွက် ဒါသိချတယ်ပေါ့အဲ့တော့စိုးစိုးဝါဥစဉ်ပြောတဲ့အတိုင်းပေါ့သူတစ်ပါးကယူကျင်တဲ့သူယူပါစေဆိုပြီးတော့ဟောင်းနှွမ်းတဲ့အင်ကြီးပတ်ဆိုးလုံးကြီးအတုံးဆောင်ပစ္စည်းတစ်ခုခုပေါ့ဗျာလမ်းဘေးမှာသွားပြီးတော့ထားတာတယ်တပင်းချင်းမှာသွားပုံထားတယ်ဆိုရင်ဒါပိုင်ရှင်မရှိတော့ဘူးပိုင်ရှင်မဲ့ပြစ်နေပြီပေါ့အဲ့ဒါကိုကိုကဒါတယောက်ယောက်ပိုင်နေပစ္စည်းပဲလို့ နံပါတ်2ချက်ရပေါ့ဒါသူတပားပိုင်တဲ့ဥစ္စာတွေလို့စိတ်ကသွားမှတ်ပြီးတော့ခိုးလို့တဲ့စိတ်နဲ့လုံလောက်ပြုတ်ပြီးတော့ခိုးတယ်ဆိုရင်ကိုကတော့ခိုးတဲ့စိတ်နဲ့သွားခိုးတာပဲเนาะခိုးလို့တဲ့စိတ်နဲ့တိုးတော်လည်းပဲဒီပစ္စည်းကသူတပားပိုင်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒါအင်္ဂါတစ်ချက်ကလွတ်နေတယ်ပေါ့တောင်းစလို့ဒါဒီအင်္ဂါနဲ့တရားလေးတိုက်ကြည့်ပြီးတော့ဒါကြည့်ရမယ်ပေါ့เนาะစဉ်းစားရမယ်ပေါ့ သူတပားပိုင်မှမဟုတ်တာပဲဒါအင်္ဂါတစ်ချက်လွတ်တာပေါ့အဲဒီလူကိုပြောတာပေါ့တချို့ကြတော့လည်းပဲသူတပားပိုင်ဥစ္စာနံပါတ်1သူတပားပိုင်ဥစ္စာဖြစ်တယ်သူတပားပိုင်ဥစ္စာလို့အမှတ်ရှိတယ်ဟလာဒါပေမဲ့ကိုကခိုးလို့တဲ့စိတ်နဲ့မဟုတ်ဘူးခိုးတာလည်းမဟုတ်ယူရတာမျိုးပေါ့ဟာခဏယူအောင်ပါပဲပြီးမှငါလာပြင်ပြီးတော့ပေးမယ်ရင်းနှီးမှုရအစရှိတယ်ဒီလိုယူရတာရှိတယ်ပေါ့အဲ့တော့ မတိအောင်ယူရတဲ့အတွက်ကြောင့်မလို့တပတ်ကပါပြောလို့ဆိုဒါခိုးတာပဲဒါခိုးတာပဲဒါဆွဆွဲတယ်ပေါ့အဲ့တော့ကိုဟာတကယ်ခိုးမခိုးဆိုတာကိုအသိဆုံးခိုးလို့တဲ့စိတ်မရှိဘူးပေါ့အဲ့တော့ဒီမှာအင်္ဂါ၅ပါးနဲ့တိုက်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲအင်္ဂါ၅ပါးနဲ့မပြည့်စုံတဲ့အတွက်ကြောင့်မလို့ကိုကိုဘလို့ပဲတခိုးလို့ပဲဆွဆွဲဆွဆွဲခိုးတယ်လို့ပဲဘလို့ပြောပြောကိုဟာအဒိနာဒါနာကံမမြောက်တဲ့အတွက်ကြောင့်မလို့ ဒါအဋ္ဌိနဒါနကံမထိုက်ဘူးပေါ့ဒါအဋ္ဌိနဒါနကံနဲ့ပတ်သက်ပြီးတော့တည်စရာမစရာပါဦးဇင်းအခုမြောက်ဝေပေးနေတာကငါးပါးတိလတပါးချင်းရဲ့ကံမြောက်ကြောင်းတွေကိုပြောပြတာပါပါဏာတိပါဒကစလို့အာဒိနာဒါနကာမေတုမိစ္ဆာစာရမုဒဝါရတုဒ္ဓမေတ္တာရပါတော့ဒီငါမျိုးရဲ့တပါးချင်းရဲ့ကံမြောက် ကြောင်းတရားတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်။သူတို့ရဲ့အကျိုးအပြစ်တွေကိုပြောမယ်အသေးစိတ်တွေကိုပြောမယ်ဆိုလို့ရှိရင်တော့ဒါများစွာရှိသေးတယ်ပေါ့။အဲအခါတင့်လို့အခွင့်တာတဲ့ခါကြလို့ရှိရင်တော့ဥစဉ်တို့ဒါပြောပြပေးသွားမှာပါ။အခုကတော့ဒါမတ်လို့လဲလွယ်အောင်ဒါတည်တဲ့တည်ထိုက်တဲ့အရာလဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ငါပါတိလမှာဒါတပါးချင်းရဲ့ကံမြောက်ကြောင်း မနေ့ကပါဏာတိပါဒကံမြောက်ကြောင်းဒီကနေ့တော့ဉာဏ်နဲ့၄ပါးရဲ့ကံမြောက်ကြောင်းကိုဥစဉ်ပြောပြပေးပါမယ်။အခုဒါအဋ္ဌိနာဒါနာကံမြောက်ကြောင်း၅ပါးပေါ့။ဒီ၅ပါးကတော့ဒီမှာပြီးပြီလို့ဒါမှတ်လိုက်ပေါ့။နောက်နံပါတ်3သိခါဘုကာမေတုမိစ္ဆာစာရမှာဒါရှောင်ကျင်ရမယ်ပေါ့။အဲ့တော့မရှောင်ကျင်ဘဲမာယွင်ပြုကျင့်တဲ့အခါမှာ ကာမေတုမိစ္ဆာစာရကံထမြောက်ကြောင်းအင်္ဂါဆိုတာရှိတယ်ဗျ။အဲ့ဒီကာမေတုမိစ္ဆာစာရထမြောက်ကြောင်းအင်္ဂါက၄ပါးရှိတယ်။အဲ့ဒီ၄ပါးကဘာတည်းလဲဆိုရင်နံပါတ်၁ကမေထုံအမှုနဲ့မတွာလာထိုက်တဲ့အာဂမနိယဝိတု20ဖြစ်ရမယ်။အဲ့ဒီအာ ကမဏိယဝိတု20ဆိုတာမတော်လာအပ်တဲ့မိမမတော်လာအပ်တဲ့အမျိုးသမီး20ပေါ့ဦးဇင်းတို့အဲ့ဒါတို့ခုချင်းပြောရင်တော့ဗီဒီယိုကအရင်ရှည်သွားမယ်နော်အကမဏိယဝိတု20လို့ပဲဒီလိုပဲမှတ်ထားလိုက်ပေါ့နော်မေတ္တုအမှုနဲ့မတော်လာထိုက်တဲ့အကမဏိယဝိတု20ဖြစ်ရမယ်နောက်နံပါတ်2ကအဲ့ဒီမတော်လာထိုက်တဲ့ဝိတု20မှာ မိထုံမိဝဲလူစိတ်ရှိရမယ်နံပါတ်2နံပါတ်3ကမိထုံမိထုံမိဝဲဖို့အတွက်လုံလာပြုတယ်နံပါတ်4ကဒါမိထုံမိဝဲပြီးတော့ตาရတယ်ပေါ့ဒါဒီ၄ချက်နဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်ကာမေတုမိစ္ဆာစာရကံထိုက်တယ်နံပါတ်1မသွာလာအပ်တဲ့မိထုံမှုနဲ့မသွာလာအပ်တဲ့ အဂမနီယဝိတု20အမျိုးသမီး20မိမ20ပေါ့နံပါတ်1ကမေတုံမီဝဲလူတဲ့စိတ်ရှိတယ်နံပါတ်3ကမေတုံမီဝဲဒါလုံလပြုတ်တယ်ပေါ့နံပါတ်4ကဒါမေတုံမီဝဲမှုနဲ့ตายရတယ်ပေါ့ဒီ၄ချက်နဲ့ပြည့်စုံလို့ရှိရင်ကာမိတုမိစ္ဆာစာရကံထိုက်ပါတယ်ကံထမြောက်တယ်ပေါ့ ကဲဒါကတော့ကာမေသူမိစ္ဆာသာရကံထမြောက်ကြောင်းအင်္ဂါ၄ပါးဖြစ်ပါတယ်နောက်တစ်ခါမုဒဝါဒကံမြောက်ကြောင်းအင်္ဂါဆက်ပြီးတော့တွားရအောင်ဒါတိတ်ခဘုံမှာဆိုလို့ရှိရင်တော့လေးခုမြောက်တိတ်ခဘုံပေါ့မုဒဝါဒဝေရမဏိတိတ်ခဘနဲ့တမာတိယာမိလိညာပြောဆိုခြင်းကနေဒါရှောင်ကျင်ရမယ်ပေါ့မရှောင်ကျင်ဘဲနဲ့လိညာပြောဆိုကြတဲ့အခါမှာစကားတွေပြောမိတဲ့အခါမှာ ဒါမိမိဟာမိမိပြောတဲ့မိမိလိန်လိုက်တဲ့လိန်လည်မှုဟာဒါကံထမြောက်မမြောက်ဆိုတာဒီအင်္ဂါ၄ပါးနဲ့တိုက်ကြည့်ရမယ်ပေါ့မုဒဝရကံမြောက်ကြောင့်အင်္ဂါ၄ပါးကဘာတည်းလဲဆိုလို့ရှိရင်မိမိပြောတဲ့အကြောင်းအရာဝိတုပြီဒါမဟုတ်မမှန်တဲ့ဝိတုမဟုတ်မမှန်တဲ့အကြောင်းအရာဖြစ်ရမယ်ပေါ့ကိုပြောတဲ့ဟာမဟုတ်တဲ့စကားမမှန်တဲ့စကားနံပါတ်၁ဒါဖြစ်ရမယ်ပေါ့နောက်နံပါတ်၂ရမိမိဟာ လိန်လူတဲ့စိတ်ချို့ချို့မာယွင်းလူတဲ့စိတ်ဒီစိတ်ရှိရမယ်ပေါ့လိန်ညင်းတဲ့စိတ်လည်းရှိရမယ်ပေါ့နောက်နံပါတ်3ကမဟုတ်မမှန်တဲ့စကားကိုဒါပြောဆိုတယ်အားထုတ်တယ်ပေါ့ဒါနံပါတ်3နံပါတ်4ကြတော့မိမိလိန်လိုက်တာကိုမိမိပြောဆိုလိုက်တာကိုဒါတပားသူကယုံသွားတယ်ဆိုရင်ဒါဒီအင်္ဂါ၄ချက်ပြည့်ဆိုရင် မုဒဝါဒကံမြောက်တယ်ပေါ့မုဒဝါဒကံထိုက်တယ်ပေါ့ဒါမုဒဝါဒကံမြောက်ကြောင်းအင်္ဂါ၄ပါးဖြစ်ပါတယ်တချို့ကိစ္စတွေမှာဆိုကြပါစို့သာသမီနဲ့မိဘမိဘသာသမီကိုကောင်းစေခြင်းလို့လင်ညာပြောဆိုလိုက်တာနံပါတ်၁ရမဟုတ်မမှန်တဲ့ဝိတုတော့ဖြစ်တယ်အကြောင်းအရာတော့ဖြစ်တယ်စကားတော့ဖြစ်တယ်ပေါ့ ဒါပေမဲ့သာသမီဒုက္ခရောက်မှဆိုလို့တัวလိန်နေသာသမီကလည်းယုံနေပေါ့နံပါတ်3ဘုရားလိန်လိုက်တယ်အားထုတ်လိုက်တယ်နံပါတ်4ဒါမိဘပြောတာကိုသာသမီယုံနေပေါ့လိန်ညာတဲ့စကားတွေနဲ့လိန်ညာပြောဆိုတာကိုသာသမီကယုံနေဒါဆိုမိဘက မုဒဝါဒကံထိုက်ပြီလားဆိုရင်ကံမြောက်လားဆိုကံမမြောက်ဘူးဘာဖြစ်လို့လဲဆိုတော့သူ့မှာလိန်လူတဲ့စိတ်မရှိဘူးတဲ့လိန်လေလူတဲ့စိတ်ချွတ်ချော်မာယွင်းလူတဲ့စိတ်မရှိဘဲနဲ့ဒါဒီလိုလိန်နာမျိုးတွေလေလိန်ညာပြောဆိုတာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဆိုလို့ရှိရင်ဒါမုဒဝါဒကံမမြောက်ဘူးပေါ့ကံအထမမြောက်ဘူးပေါ့အဲအဲ့ဒီလို မုဒဝါဒကံမြောက်ကြောင်းဒါအင်္ဂါ၄ပါးရှိတယ်ဆိုတာကိုလည်းပဲဒါအလုံးမှတ်သားထားကြရမှာ ဖြစ်ပါတယ်ဒါဘုသူတအဖြစ်ပါနောက်ဆုံးပါဏာတိပါဒကဆလူနောက်ဆုံး၅ခုမြောက်ဖြစ်တဲ့တုရမေရယတေယီအယက်တောက်စားခြင်းပေါ့ဒီရင်အယက်မူရစီဝါစသည်တောက်စားခြင်းသုံးဆွဲခြင်းပေါ့ ဒါ၅ခုမြောက်ဒါရှောင်ရှားရမယ်တဲ့မရှောင်ရှားဘဲနဲ့ဒါကိုပြုလို့လို့ရှိရင်ဒါအပေလာကြောင်တရားပဲပေါ့သူလည်းပဲအပေငရဲကြာရောက်ကြောင်တီရဲ့မူရစီဝါတောက်စာသုံးဆွဲတဲ့နေရာမှာကံထမြောက်ကြောင်အင်ကသူလည်းပဲလေးပါရှိပါလေအဲ့ဒီလေးပါကဘာတည်းလဲဆိုလို့ရှိရင်နံပါတ်1တီရဲ့စတဲ့မူရစီဝါ တမျိုးမျိုးဖြစ်ရမယ်ဒီအယက်စားတဲ့မူရစ်စေဝါတမျိုးမျိုးဖြစ်ရမယ်နံပါတ်1ကမူရစ်လို့တောက်လို့တဲ့စိတ်ရှိရမယ်ပေါ့ဒါအယက်တောက်တဲ့ဘီယာတောက်တဲ့မူချင်းလို့တောက်ချင်းလို့တောက်တာပဲအဲ့ဒီစိတ်ရှိရမယ်ပေါ့နောက်ကနံပါတ်3ကတောက်လို့တဲ့စိတ်နဲ့တူပေါ့ဒါမူရစ်တောက်စားခြင်းဆိုတဲ့လုံလကိုပြုတယ်ပေါ့ ။နံပါတ်၄ကြတော့ဒါမူရစ်စေဝါများကိုတောက်တော့မိဝဲတယ်တဲ့။ဒါဒီ၄မျိုးပေါ့။သူရမသူရမိရာယကံမြောက်ကြောင်၄ပါ။တီရက်ကိုတောက်စားတဲ့နေရာမှာဒါကံမြောက်ကြောင်၄ပါ။အခုခေတ်ကတော့ဒီကံ၄ပါးတင်းတင်းကြီးပြည့်ပါတယ်နော်။ဒီရက်လည်းဖြစ်တယ်၊တောက်လို့တဲ့စိတ်ကလည်းအပြည့်ရှိတယ် ောက်ဖို့အတွက်လည်းလုံလာပြုတယ်တောက်လည်းတောက်တယ်ပေါ့ဒီလေးချက်ပြည့်စုံလို့ရှိရင်ဒါတူတံမီတရကံအထမြောက်တယ်တဲ့ကံလေးပါပြည့်စုံလို့ဥမာတီတီတီရည်တည့်တော့ဖြစ်ပါရဲ့ကိုယ်ကတောက်လို့တဲ့စိတ်မရှိဘူးတရားယောကလုံလာပြုကိုယ်ပစက်တဲ့အတင်းလောင်ထဲတာမျိုးဟုတ်လားဘိုက်တဲ့ရောက်သွားတာမျိုးဆိုလို့ရှိရင်တော့ဒါဩဘိုက်တဲ့အရက်ရောက်သွားပြီအရက်ရောက်သွားလို့မြူချမ်းပြီးလိုက်လို့ ဒါသူရမီဒီယာကန်ထိုက်သွားပြီလို့ဒါမသိရင်တော့ထင်မယ်ပေါ့တကယ်တော့ကိုဟာတောက်လို့တဲ့စိတ်လုံးဝမရှိဘူးမရှိဘူးအပေါင်းသင်းတငယ်ချင်းတွေကအတင်ပါဆက်တဲ့လောင်းတဲ့နှာခေါင်းပိတ်ဟလာလောင်းထဲလို့မတော်မဆပိုက်တဲ့ရောက်သွားတာမျိုးပဲရှိမယ်ပေါ့အဲ့တော့အင်္ဂါနဲ့ကြည့်မယ်ဆိုလို့ရှင်ဒါအင်္ဂါတွေချွတ်ချော်တဲ့အတွက်ကြောင့်မို့လို့ဒါသူရမီဒီယာကန်မထိုက်ဘူးပေါ့ဒီကနေ့ခေတ်ကတော့နှာခေါင်းပိတ်ပါဆက်တဲ့လောင်းထဲ့ ဆရာမလိုပါဘူးเนาะအလုံးကဒီအင်ကလေးပါးနဲ့တင်းတင်းကြီးတာပြည်နေတာတွေတွေ့နေရတယ်ပေါ့ဒါမရှောင်ရှားလို့အင်ကလေးပါးနဲ့ပြည်စုံပြီးတော့ဒါနေမယ်ဆိုလို့ရှိရင် ကံမြောက်တဲ့အတွက်ကြောင့်မလို့ဒါတေရက်ကိုတောက်စားခြင်းကြောင့်နည်းနည်းတောက်ရင်နည်းနည်းအပြစ်များများတောက်ရင်များများအပြစ်ဖြစ်တယ်ပေါ့အဲ့ဒီလိုအပြစ်ဖြစ်လို့ရှိရင်ဒါသူဟာလည်းပဲ အပင်ငရေကြောက်ကြောက်ဖြစ်ပါတယ်ဆိုတာကိုဒါမှတ်သားကြရမှာဖြစ်ပါတယ်ဒါသူတ္တမိဒါယကံမြောက်ကြောင်၄ပါလို့ဒါဒီလိုမှတ်ထားလိုက်ပါအတော်ဦးဇင်းမင်းကြီးကပြောခဲ့ပြီးပါပြီပါဏာတိပါဒကံမြောက်ကြောင်က၅ပါဒါဒီကနေ့ထပ်ပြီးတော့ဉာဏ်နဲ့၄ပါကိုအတူချုံပြီးတော့ဦးဇင်းပြောပြပေးလိုက်ပါတယ်အာဒိနဒါနကံမြောက်ကြောင်၅ပါကာမေတုမိစ္ဆာစာရကံမြောက်ကြောင် ကာမိတုမိစ္ဆာစာရကံမြောက်ကြောင်း၄ပါ။မုဒဝါရကံမြောက်ကြောင်း၄ပါ။သူရမေရယကံမြောက်ကြောင်း၄ပါဆိုပြီးတော့ဒါဒီကနေ့၅ပါတိလမှာတပါးချင်းရဲ့ကံအထမြောက်ကြောင်းကမ္မပဒအထမြောက်ကြောင်းပေါ့။တရားတွေကိုဘာသာရေးနဲ့ပတ်သက်ပြီးတော့သိစရာမှတ်စရာဘုဒ္ဓတရားစရာများ ဖြစ်ဖို့အတွက်မျှဝေပြောပြပေးလိုက်ပါတယ်။ကဲအလုံးသောဓမ္မကြည်ခင် သူတော်စင်များကိုစိတ်နှပြအစင်သာဝရကျမ်းမှချမ်းသာကြ၍ကောင်းကျိုးချမ်းသာကောင်းကျိုးလူရဆန္ဒမှန်သမျှပြည့်ဝပိုင်ဆိုင်နိုင်ကြပါစေ။